ဘဝကတဖြည်းဖြည်းနဲ့ကုန်ခန်းလိုက်နေတယ်ဟုတ်လားတဖြည်းဖြည်းနဲ့သေဖို့နီးလာတယ်နော်အဲ့ဒါလိုပြဿနာကြီးအဲ့ဒီအခက်ခဲကြီးကြုံလာလို့ရှိကောင်းတာတွေမလုခဲ့မိဘူးမေးလျော့ခဲ့တယ်ဆိုလို့ရှိရင်တေချာပေါက်နောင်တရလိမ့်မယ်ဟုတ်လားဦးဇင်းတို့ပေးသက်ကြီးကြားဖို့ပါတယ်ဗျာဟိုဂရေ80တထေးသားလင်မယားနောက်ဆုံး ်ဆင်းရဲနွမ်းပါသွားပြီးတော့ခက်လက်ဆွဲပြီးတော့တောင်းရတဲ့ဇလံကြားဘူးတယ်နော်အဲ့ဒီဇလံကြီးဦးဇင်တို့ပြောချင်မရပါဘူးအဲ့ဒီတထေသားလင်မယားဆူတောင်းသားနှစ်ယောက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကမိုက်လိုက်တာအရွယ်ရှိတုန်းကစီပွားရေးလုပ်ခဲ့မယ်ဆိုရင်တထေကြီးတွေဖြစ်မှာတရားဘက်ကိုကြိုးစားခဲ့မယ်ဆိုရင်အရိယာကြီးတွေဖြစ်မှာအတူချုပ်ပဲဦးဇင်ပြောလိုက်တယ်နော်ဘုရားကတော့အရွယ်ကလေးနဲ့ပိုင်ပြီးတော့ပြောပါတယ်အဲ့ဒီမှာမြတ်စွာဘုရားဆက်ဟောတာလေစိတ်ဝင်စားစရာကောင်းတယ် အာစရိတဝါဗြမစရိယံအလတ္တယုပနေတနံစေနကွန်ဇာဝဇာယံတိခိနမေဇေဝပန္လလီငယ်ငယ်တုန်းကမြတ်သောအကျင့်ကိုမကျင့်မိတဲ့လူများအရွယ်ရှိတုန်းကစီးပွားဥစ္စာကို ရှာဖွေစုဆောင်ခြင်းမပြုခဲ့တဲ့ပုဂ္ဂိုလ်များဟာ အသက်ကြီးလာပြီဆိုတော့ငားတွေမရှိတော့လို့၆တွေ့နေတဲ့ရှင်ဘွက်တွေနဲ့ရှိနေတဲ့ရေအိုင်ရဲ့ဘေးမှာ အတောင်ကျိုးတဲ့ဂျိုးကြာမှိုင်တယ်လို့မှိုင်ရလိမ့်မယ်တဲ့ပုံပေါ်တယ်နော်နောင်တတရားတွေနဲ့ပူဆွေးရတတ်တယ်နော်ငယ်တုန်းကအကျင့်မြတ်မကျင့်ခဲ့ဘူးစီပါဥစ္စာကိုရှာဖွေဆူဆောင်းခြင်းမပြုခဲ့ဘူးအဲ့ဒါအသက်ကြီးလာရင်ဂျိုးကြာအိုကြီးရေမရှိတဲ့ရွှွညွန်မှာမှိုင်တယ်လို့မျိုးစားစရာလည်းမရှိဘူးတရားနဲ့အေးချမ်းမှုလည်းမရှိဘူးပူလောင်မှုတွေကြီးနေရမှာဒါကတက္ကထာနော်အကျင့်ရှင်းမပြဘူးနော်နောက်တက္ကထာ ာသရိတဝဗမသရိယာလတ္တယုပနိဒနသင်တိစာပါတိခိနာဝပုရနာနိအနုထုနံဒီဥပမာလေးကတမျိုးလေးကောင်းတယ်ငယ်တုန်းကတဲ့အကျင့်မြတ်ကိုမကျင့်ခဲ့ဘူးစီးပွားဥစ္စာကိုလည်းရှာဖွေရှုဆောင်ရကောင်းမှမသိခဲ့ဘူးအဲ့လိုလူမျိုးတွေဟာကြီးလာတော့ဘာဖြစ်တုံဆိုတော့ပုရနာနိအနုထုနံတဲ့ငယ်တုန်းကရွှေရီးဆောင်ခဲ့ရတာတွေအရှင်ပြေခဲ့တာတွေကိုပြန်စင်စားပြီးတော့ အဟောင်းတွေကိုပြန်စင်းစားပြီးတော့စမြုံပြောင်းပြီးတော့လောလောဆယ်တော့ဘာမှအဆင်ပြေတာမရှိဘူး။ငကိုတုံးကအဆင်ပြေတာတွေကိုတွေးပြီးတော့မကြည်မနဲ့နဲ့စိုးရိမ်ပူဆွေးပြီးတော့တဲ့။ပုရဏာနိအနုထုဏံဒါကအဓိပ္ပာယ်တမျိုးနော်။ပြီးတော့ဘာလို့ဆိုဟုတ်လေးကနေလွတ်သွားလို့ပြစ်လိုက်တဲ့မြားတံတစ်ချောင်းနော်။စာပန်လေးမှပဋိတံလွတ်ရသွားသောတရံဤဝမြားကဲ့သို့လေးကနေလွတ်သွားတဲ့မြား အရှိန်ကုံတော့ဘယ်ပေါ်ကျသွားတော့မြေကြီးပေါ်ပြုတ်ကျအရှိန်ကုံတို့ကျသွားပြီဆိုတော့အဲ့ဒီမြားတံမှာလှုပ်ရှားမှုရှိသေးလားလုံးဝငြိမ်သွားပြီဘာအစွမ်းမှလည်းမရှိတော့ဟုတ်လားအေးအဲ့ဒါလို့လင်းညိုးကလွတ်ပြီးတော့အရှိန်ကုံပြီးတော့ပြုတ်ကျလာတဲ့မြားတံတစ်ချောင်းလိုပဲတဲ့သူ့မှာဘာအစွမ်းမှမရှိတော့အစွမ်းတုံးပြီးတော့လုံးဝမလှုပ်နိုင်တော့ဘူးဟမ်ကြောက်စရာကောင်းတယ်နော်ဒီကိစ္စမိုက်မြားအေးငယ်တုန်းကအကျင့်မြတ်ကိုလည်းမကျင့်ခဲ့ဘူး ရှိပါဥစ္စာကိုလည်းရှာဖွေရှုဆောင်ရကောင်းမှမသိတဲ့ပုဂ္ဂိုလ်ဟာတဲ့ရှီဟောင်းနှောင်းပြည့်အစဉ်ပြေတာတွေကိုပြန်တွေးပြီးတော့ဒါပေမဲ့လောလောဆယ်မှာတော့အစွမ်းတုံးနေတဲ့မြားတံတစ်ချောင်းလိုမလှုပ်နိုင်တော့ဘူးတဲ့။နောင်တတွေနောင်တတွေဟုတ်လား။အဲ့ဒါဘာလဲဆိုတော့မေနောင်တာဟုတ်လားတကကြီးမြတ်။မေနောင်တာနော်မေနောင်တာ။ဒါကြောင့်မြတ်စွာဘုရားကတုတ်တန်ဒေသနာတော်အသီးသီးမှာဟောထားတာတွေရှိပါတယ်ဗျာ။ ဟိုတချို့တန်ဝေကရရစေအကြောင်းတွေတတိပိတဲ့တုတ်တန်တွေမှာဆိုအထူးသဖြင့်တွေ့ရတယ်။ဏိကုံးယုတ်ကလေးမှာတွေ့ရတယ်။အဲ့ဒါပါလဲဆိုတော့ခြေသားတို့ဟောတာတစ်ပင်ရင်းဟုတ်လားပြုတ်ပုံကလေးကနော်ခြေသားတို့ဟောတာ စိတ်ငြိမ်ရာနေရာခြေသားတို့ဒါလူသူကင်းစိတ်တဲ့နေရာဒါကြောင့်မို့လို့ဇာယာထဘိခဝေမာပမာဒတ်ထအမှန်တရားတွေကိုသိအောင်မိမိခန္ဓာကိုယ်ကြီးကိုကြည်ကြည်စမ်းပါမေ့ပြီးတော့မနေပါနဲ့ နော်နေရာလေးကိုတောင်ပြောလိုက်သေးတယ်နော်ဒါသစ်ပင်ရင်ဒါကစိတ်ငြိမ်းရာပြောเสียရာရှိတဲ့ကိစ္စကိုငါပြောပြီးပြီဒါကြောင့်သင်တို့လှုပ်เสียရာရှိတဲ့အလုပ်ကိုဆက်ပြီးတော့လှုပ်ကြစမ်းပါဘာဆက်ပြောတုံဆိုတော့မာပမာတ္ထဘိဗ္ဗခွေမာပစ္ဆာဝိပတိတာရီနောအဟုဟုတ်တာပစ္ဆာနောက်ကာလရောက်မှ ဝိပတိတာရီနောဩငငယ်တုန်းကငါဘာမှမလုပ်ခဲ့ရပဲကိုလို့နှလုံးမตายမှုတွေဒီမာအဟုဟုတ်တာမဖြစ်ကြပါစေနဲ့တဲ့ အယံဩအမကံအနုတာသနိဒါလေး ਨੇ အဆုံးသတ်တာနော်အယံအဲ့ဒီစကားဟာဟောတုံမာကံသင်တို့အတွက်အမကံငါဖရာတို့ရဲ့အနုတာသနိအဖန်မှန်အထက်ထက်ပေးတယ်အဲ့ဒါအဆုံးမပဲတဲ့နော်အဲ့ဒီစကားလေးကိုဦးဇင်းတို့စစ်စစ်ပေါ့ပေါ့လေးစဉ်းစားကြည့်ရင်တော်တော်လည်းထိတ်လန့်စရာတော့ကောင်းပါတယ်ဟုတ်လားဒါဟာသစ်ပင်ရင်ဒါဟာစိတ်ငြိမ်ရာနော်ဒါကြောင့်လှုပ်ရှားရှိတဲ့လူကိုလှုပ်ကြစမ်းပါနောင်ကြတော့မှ မလုံမိလို့မှားလိုက်တာလို့ ပူပူလောင်လောင်နေနဲ့နောင်တတွေရပြီးတော့မဆင်းရဲကြပါစေနဲ့အဲ့ဒါသင်တို့အတွက်ငါပေးတဲ့အဆုံးအမပဲလို့အဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားကတရားဏိကုံကလေးတွေကိုအဆုံးတတ်တဲ့သဘောလေးတွေရှိတယ်ဟုတ်လားအဲ့ဒါဘာကိုရည်ရွယ်နေတာလဲမေးနောင်တတွေနဲ့မပူလောင်ကြပါစေနဲ့လို့ပြောတာဟုတ်လားအေးအဲ့ဒါလိုမျိုးမဟုတ်ဖဲနဲ့ကုသိုလ်ကောင်းမှုတွေကိုတဆွမ်းသမျှပြုမေးဟုတ်လားဒါနပြုခွင့်ကျုံးလာရင်ဒါနပြုလိုက် ြစ်မထားနဲ့နော်ဒါနကိုလည်းပဲဟုတ်လားပြုခွင့်ကြုံလာရင်ဗာလဲပြုမှာပဲတီလကိုအမြဲတမ်းစောက်တည်မယ်တီလကတော့စောက်တည်ခွင့်ကြုံတယ်မကြုံဘူးလို့မရှိဘူးသူကအမြဲတမ်းကြိုးစားရမှာဟုတ်လားဘာဝနာတရားကိုလည်းပဲကြိုးစားမယ်ဆိုပြီးတော့ပိသက်ပေါင်းသူတော်ကောင်းတို့ကုသိုလ်တရားကိုကိုနဲ့မကွာလက်နဲ့မကွာပြုမယ်ဆိုလို့ရှိရင်မေနောင်ဒရတဲ့အကြောင်းရှိလားမရှိဘူးမေနောင်ဒဆိုတဲ့နေရာမှာဘာအစားဝင်လာမှလဲ တွေးမိတိုင်းပီတိဖြစ်ရတယ်ဆိုတာပေါ်လာနော်အဲ့ဒါဘယ်ချိန်မှပို့ပြီးတော့ထင်ရှားမှလဲဆိုတော့တကယ့်ပြဿနာတကယ့်အခက်အခဲကြီးကျုံလာတဲ့အခါမှာ ကုသိုလ်တရားတွေဟာပီတိကို ဖြစ်စေတယ်ဆိုတာထင်ရှားမယ်ဟုတ်လားဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့အားကြစရာလေးလူသည်များပေမဲ့လို့အားကြစရာကောင်းလွန်းလို့ဦးဇင်းနည်းနည်းလေးအတူချုပ်လေးပြောပြမယ်မြတ်စွာဘုရားလက်ထက်က ဓမ္မိကဥပဒကဆိုတဲ့ဒကာကြီးတယောက်ရှိတယ်။စီပေါ်ဥစ္စာလည်းပြည့်စုံနေ။သားရီသမီးတွေနဲ့တိုက်တိုက်ဝွန်ဝွန်နေတာပါပဲ။စိတ်ကောင်းနှလုံးကောင်းလည်းကြီးတယ်။တပည့်လက်သားလည်းများတယ်။ဟုတ်လား။အနောက်တော့သူမြတ်စွာဘုရားဖူးရမြော်ရတရားနာရတော့သောတာပန်ဖြစ်တယ်။အဲ့ဒါဒါနနဲ့တန်ရင်ဒါနပြုတယ်သီလဆောက်တည်တယ်။ဒီလိုကုသိုလ်ကောင်းမှုနဲ့မွေ့လျော်ပျော်ပိုက်ပြီးတော့နေလာတဲ့ဒကာကြီး။ဟုတ်လား။မိနောင်တမရအောင်ကြိုးစားခဲ့တဲ့ဒကာကြီးပေါ့နော်။ အဲ့ဒါသူဘာဖြစ်တုံဆိုတော့တရားညောင်ဆောင်လျောင်းပြီနော်ဒီအချိန်ကရှောင်လို့မရပဲကိုဗျာဟုတ်လားအဲ့ဒါသူဘာလုပ်တုံဆိုတော့တမီးတွေကိုသားတွေကိုဂိုင်းငါမျက်နိုးတော်မူတဲ့အရှင်ကောင်းတွေကိုတွန်းပြီးတော့ပင့်ကြီးခိုင်းလိုက်တယ်ယဟန်တော်တွေကြွလာကြွလာတော့တခါကြီးတို့ဘာလုပ်ပေးရမလဲမှန်လားပါဗျာဖရာတပည့်တော်ဖရာအဆူဆူလက်မလွတ်တဲ့တတိပဌာနာတုတ်ကြီးကိုနာယူခြင်းပါတယ်ဖရာအဲ့ဒီမှာယဟန်တော်တွေက မာသတိပဋ္ဌာန်တုတ်ကြီးကိုရွတ်ပေးတာဘေးကနေပြီးတော့တခါကြီးကအိယာပေါ်မှာမလှုပ်နိုင်တော့ဟုတ်လားဒါပေမဲ့လို့ငါငရွယ်ငရွယ်တုန်းကကောင်းတာတွေမလုပ်ခဲ့ရဘူးဆိုတဲ့နောင်တသူ့မှာမရှိဘူးဟုတ်လားတရားနဲ့ပြန်ပြီးတော့ဆန်းသစ်နေတာဟုတ်လားအဲ့ဒါလိုလုပ်ရင်းနဲ့တခါကြီးကယောဂဝိဒနာကပြင်းထန်တော့တရားသံတွေကိုကြားတစ်ချက်မကြားတစ်ချက်တခါတလေတတိမေ့သလိုဖြစ်တယ်မိန်မောတွေ့ဝေသလိုဖြစ်တယ်အဲ့ဒီလိုဝူရဝါနာဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့အာယုန်ထဲမှာနော်နတ်ပြည်6ထပ်ကယထား6ဆင်းကောင်းငယ်မှာမြင်နေရတယ်တဲ့သူကအဲ့ဒီအတန်နေလဲသူကြားရတယ်တရားသံကပြောင်းနေပြီအဲ့ဒီချိန်မှာအဲ့ဒီနတ်ယထားမှာရှိတဲ့နတ်သားတွေကဟိုးတကြွယ်ကြီးဥပတကာကြီးကျုပ်တို့ယထားကိုလိုက်ခဲ့ပါအဲ့ဒါလိုခေါ်တာတဲ့ဒါဥစဉ်တို့ကျန်းကန်တွေမှာအခိုင်အမာမှတ်တမ်းတင်ထားတာနော်ဟေးဒီထဲမှာနတ်ပြည်ကိုမယုံတဲ့လူတော်တယောက်မှပါမယ်မထင်ပါဘူးဟုတ်လားဒါကြောင့်ဒီကိစ္စကိုဥစဉ်တို့ ဘာမှအကျေရှင်းစရာတော့လူမဲမထင်ပါဘူးဟုတ်လားရှင်းမယ်ဆိုရင်လည်းရှင်းလို့ရပါတယ်နော်အေးသို့တော့မရှင်းတော့ပါဘူးနော်အေးအဲ့ဒီမှာနတ်ပြည်ကနတ်ယထား6ဆင်းရဲ့အသီးသီးခေါ်တဲ့အတန်ကို ဥပဒကတကကြီးကကြားတော့စိတ်ကအဲ့ဒီကိုရောက်သွားတာဟိုမှာရွတ်နေတာကို तू မကြားဘူးမကြားတော့ဟာနတ်သားတို့သင်တို့ပြောတာတွေကသိပ်ပြီးတော့ရှူလွန်းနေဒါကြောင့်ငါကအခုမှတရားနာနေတုန်းရှိသေးတယ်ခဏလောက်ရှောင်းပါဦးခဏလောက်ရှောင်းပါဦးလို့အဲ့လိုပြောတာ စိတ်ထဲမှာပြောတာကဗဇက်ကတကယ်ထွက်နေတယ်ထွက်နေတော့ယဟန်တော်တွေကသူတို့ကိုခဏလောက်စောင့်မအောင်လို့ပြောတာလို့ထင်တာဟုတ်လားထင်တော့သာသမီတွေကလည်းဘေးကဝိုင်းပြီးတော့ဩငါတို့အဖေကြီးတက်တလုံးတရားနဲ့ပြောလာတာတေဂာနိကြမှာတရားနာတာကိုခဏလောက်စောင့်မအောင်မနာကျင်ဘူးဆိုတော့အလားအလာသိမကောင်းဘူးလို့အဲ့ဒါလို့ထင်တာဗျာထင်တော့ငိုကြရောအဲ့ဒီကြတော့မှဟုတ်လားငါတို့အဖေကြီးကတရားကိုဒီအချိန်ကျမှပြည့်ရလေခြင်းဆိုငိုကြတာဝန်နေတော့ အဲ့ဒါလို့ဖေကြီးကလည်းပြောသမီးတွေကသားတွေကလည်းငိုတော့ယဟန်တွေကဂိုင်းဒီအချိန်ကတော့တို့ဒီနားနေရမယ့်အချိန်မဟုတ်တော့ဘူးငိုကုန်ကြပြီအဲ့ဒါအိမ်နေရရပြန်ကြွာသွားရောအဲ့ဒါလို့ယဟန်တော်တွေလည်းပြန်ကြွာသွားသားသမီးတွေကငိုခဏနေတော့ဒကာကြီးကတတိယတလို့ဖြစ်လာတော့ဟာယဟန်တော်တွေပဲကြွာသွားတော့ဩအဖေပြန်ကြွာသွားပြီအဖေပဲနေအောင်နေအောင်လို့ပြောတာကိုဒါကြောင့်မရွတ်တော့ဘူးပြန်သွားပြီဟာငါကသူတို့ကိုနေအောင်လို့ပြောတာမဟုတ်ဘူးဒါမြင်ဘာပြောတာတော့ ခုမှ net တွေကငါ့ကိုခေါ်နေတယ်နော် net တွေကငါ့ကိုခေါ်နေတယ်အဖေကလည်းကျွတ်တူမမြင်ရပါဘူးတဲ့သားသမီးတွေရဲ့မျက်လုံးနဲ့မမြင်ရဘူးဒကာကြီးရဲ့မျက်လုံးနဲ့ကတော့မြင်ရတယ်မြင်ရတော့ဒကာကြီးကဒါကဒီလိုဆန်းကြယ်တာဆိုတော့ तू သိတယ်သောတာပန်ကြီးပဲသိတာပေါ့ဟုတ်လားအဲ့တော့သားသမီးတွေကိုယုံမတန်တရားကင်းအောင်လို့မင်းတို့အဖေအတွက်ကုန်းထားတဲ့ပန်းကုန်းရှိလားဟာအဖေရှိပါတယ်အဲ့လိုရှိယူခဲ့ဆိုပြီးတော့ယူခိုင်းတယ် ယူခိုင်းပြီးတော့ gain နတ်ပြည်ထဲမှာဘယ်နတ်ပြည်ကောင်းလဲလို့မင်းတို့ကြားဘူးလေတုတိတာနတ်ပြည်ဟာကောင်းတယ်လို့ကြားဘူးလေဘုရားလုံးတော်ကြီးတွေဟာအဲ့ဒီမှာနေတာတုတိတာနတ်ပြည်မှာအနေများတယ်နော်အဲ့ဒါနဲ့အဲ့ဒါလို့ဆိုမင်းတို့အဋိဌံပြီးတော့မြှောက်လိုက်တုတိတာနတ်ပြည်ကနတ်ယထာကိုချိတ်စီတည်းလို့မင်းတို့မြှောက်လိုက်လို့မြှောက်လိုက်တာအဲ့ဒါယထာဥမာသွားပြီးတော့တွေ့ရရဆဲရတယ်ချိတ်နေတယ်ပန်းကုံလေးကိုမြင်ရတယ်နတ်ယထာကိုမမြင်ရဘူးအဲ့ဒီကြတော့မှယင်ဘက်ကိုလက်နဲ့အုပ်ပြီးတော့ယင်သက်ရှုမောဆိုတာအဲ့ဒါပဲ သာသမီတွေအံ့ဩတယ်ဩကုသိုလ်ကောင်းမှုတို့ရဲ့အစွမ်းအံ့ဩစရာကောင်းတယ်လို့လောကကြီးရဲ့နဲ့နဲ့ကျေပြတ်မှုကလည်းအံ့ဩစရာကြီးပဲဟုတ်လားအံ့ဩစရာနော်အဲ့ဒီကြတော့မှဖအေးကြီးကိုဩတို့ဖေကြီးကနင်းနေရရမဟုတ်ဘူးအဲ့ဒီမှာဖေကြီးကလည်းသုတိသေးကြပြီးတော့အဲ့ဒီနေရထားပေါ်တက်လိုက်သွားတယ်လို့ဆိုတယ်ဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးတော့ဓမ္မဒုဒ္ဒဆာအုပ်ထဲမှာဆရာကြီးဥထေလိုင်းရေးထားတာရှိပါတယ် ေါ်တော်ရွာကတကာကြီးဘိုးအောင်ကျော်ဆိုတာရှိတယ်နော်ခေါ်တော်ဆိုတာဥစဉ်တို့ရွှေဘူနဲ့မနီမဝေး ARD မြကန်းဘေးမှာနဲ့ဒူပါရဲ့နော်အေးအဲ့ဒီမှာလည်းပဲအဲ့ဒီတကာကြီးကဥပတကာကြီးသစ်စိန်ကြီးရွာကဥပတကာကြီးနော်နှစ်ယောက်တောင်ခေါ်တော်ရွာကတကာကြီးဥအောင်ကျော်ကမဟာစီစတော်ကြီးကဟောတာဗျနော်အဲ့ဒါသူကဥစဉ်တို့အင်္ဂလိပ်ခေတ်ကအဲ့ဒါလိုပဲအဲ့ဒီတကာကြီးတွေကလည်းဖျားတရားကိုအင်မတန်ကြီးညိုတာ အသက်ကြီးလာတော့ဗုဒ္ဓနုတ္တိနဲ့ပဲအမြဲနေတာအဲ့ဒီသစ္ဆေရွာကတခါကြီးကအမြဲတမ်းလက်အုပ်ချီသွားတယ်နေရာရောက်လာပြီဆိုလို့ရှိရင်လက်အုပ်ချီပြီးတော့ဖះကြွလာတယ်ဖះကြပါသူကသူ့အာယုန်ထဲမှာဖះအမြဲတမ်းရှိတယ်နောက်တော့သူကလေယာကိစ္စတွေနဲ့အမှုဖြစ်ပြီးတော့ဟိုအင်္ဂလိပ်အရေးပိုင်နေစီကိုသူယုံတက်ရတယ်သွားရတာအမှုရှင်းရတာပေါ့နော်အဲ့ဒီမှာအဲ့ဒီအင်္ဂလိပ်အရေးပိုင်ကိုအိမ်မက်ရတယ်ဗျာနော်အိမ်မက်ရတယ်ဒီတကကြီးမလာခင်ကဆာ ဖះကြွာလာတာ ड़ी အဲ့ဒီတကကြီးရဲ့ပုံနေအိမ်မက်ကြုံမက်တယ်နောက်နေ့တော့အဲ့ဒီပုံစံတိုင်းရောက်လာအဲ့ဒါနဲ့အဲ့ဒီတကကြီးကိုလုံးဝကြည်ညိုလေးစားပြီးတော့နေရာတွေဘာတွေကထပ်ပေးပြီးတော့တော်တော်ထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့ဘူးတဲ့အဖြစ်ပျက်ရှိတယ်အဲ့ဒီတကကြီးတွေတေဂာနီမှာလဲအဲ့ဒါလိုပတိကုံးကိုပြစ်တင်လို့နတ်ပြည်ကနတ်ယထာကိုချိတ်တယ်လို့မှတ်တမ်းတင်ထားတာရှိတယ်တဲ့ဒါလေးတွေလိလာစရာလေးတွေပေါ့ဟုတ်လားအေးအဲ့ဒါဦးဇင်းတို့ပြောချင်တာကဘာလဲ ကုသိုလ်ကောင်းမှုကိုမမေ့တဲ့ပုဂ္ဂိုလ်များဟာမေ့နောင်တမရပါဘဲနဲ့တွေးမိတိုင်းပီတိဖြစ်ရတယ်အခက်အခဲတွေဟာသူတို့ဘဝမှာပြဿနာအနေနဲ့မရှိပါဘူးအကုန်လုံးဟာ ရှင်းလင်းတယ်သူတို့ကိုယ်တိုင်သူတို့ရှင်းလင်းခဲ့တာကို ဟုတ်လားဒါကြောင့်မေ့နောင်တမရရအောင်ကုသိုလ်ကောင်းမှုတွေတအားသမျှပြုဖို့မလိုဘူးလားလိုတယ်အဲ့ဒါလိုမျိုးမပြုဘူးဆိုရင်တော့ ဘိသက်ပေါင်းသူတော်ကောင်းတို့ဥစဉ်တို့ရဲ့ဘဝမှာမိနောင်တတွေကတစ်ချိန်ချိန်မှာနှိမ့်ဆက်ဖို့အလားအလာမရှိဘူးလားရှိတယ်ဗျအင်းဒါနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ခေါင်းထဲပေါ်လာတာလေးလေဒီဆိုတော်ဘုရားကြီးရေးခဲ့တဲ့မေတ္တာစာတွေအများကြီးရှိတယ်နော်ဥစဉ်တို့အခုနောက်ပိုင်းမှာဂံဗီရကဗျာကျမ်းဆွပြီးတော့စာအုပ်တွေထုတ်ထားတာရှိပါတယ်အဲ့ဒီတည်းမှာဆိုတော်ဘုရားကြီးရေးတာကတော်တော်လေးပဲတန်ဝေခရစရာကောင်းတယ်လူအများစုနဲ့လည်းပဲထင်ဟမိတယ်လို့ထင်တယ်ဆိုတော်ဘုရားကြီးကဘလို့ရေးတုံဆိုတော့ လူအများစုရဲ့တေဂာနီးမှာမိနောင်နာတွေနဲ့ပူလောင်ရပုံကလေးကိုရေးထားတာဗျဟုတ်လားမရဏသန္တတေဂာနီးကာလတွင်ဒါနကလည်းမပြောင်းသီလကလည်းအကြောင်းဘာဝနာကလည်းအယောင်ဆောင်ရေးလဲရေးတတ်တယ်ဗျဒကာကြီးကနော်ဒကာကြီးရဟုတ်လားမရဏသန္တတေဂာနီးကာလတွင်တေဂာနီးရောက်ပြီဆိုတော့သူ့ရှိတဲ့ဒါနကလည်းမပြောင်းဘူးတဲ့ ုတ်လားပြောင်းပြောင်းရောင်းရောင်းမရှိဘူးတဲ့တီလကလည်းအကြောင်းတဲ့ဘာဝနာကလည်းအယောင်ဆောင်တဲ့ဟုတ်လားမရဏတဏ္ဍသေဂာနိကာလတွင်ဒါနကလည်းမပြောင်းတီလကလည်းအကြောင်းဘာဝနာကလည်းအယောင်ဆောင်ခတ်ချောင်းချောင်းမှတ်တယ်မဲတောအောင်သာနေခဲ့၍တေတော်မဲအခိုက်ဇောငါတအဆိုင်နဲ့အဆိုင်တို့ထိကာမနော်ခတ်ချောင်းချောင်းမှတ်တယ်မဲတေတော်မဲအခိုက်ဇောငါတအဆိုင် အရှိုက်တို့ထီကားမှာရည်ဒီရောင်တောင်းနေအောင်ပကမွေမိဖားကဲ့သို့သွားရမယ်ရည်ခင်တွေ့ရမယ်အရည်တွေနဲ့ပက်ပင်မှာတွေ့မိမှာတတိကြီးရကြ၍ဒါနကိုပြန်၍ရှုတော်လဲအဲ့ဒီကြတော့တော်တော်ကိုအရေးကြီးပြီပေါ့နော်တည်တော့မယ်အခိုက်ဇောငါးတာအဆိုင်အဆိုင်တို့ထီကားမှာပိတ္တေအဆိုင်ထီတယ်ဆိုတော့ထီဘူးလားနော်တစုံတစ်ခုကကိုယ့်အဆိုင်ကိုထိုးတာကိုခံစားဘူးလားအသက်တောင်မရှူနိုင်ဘူးအောင့်သွားတာတခါတည်း ဟုတ်လားအေးတေဂာနီအခါကိုတင်စားပြောတာနော်ဗရဏတန္တဇောတွေဆိုက်လာပြီအဆိုင်ထိလာပြီတကယ်အရေးကြုံလာပြီဆိုတော့နေရောင်ပကမွေးမိဖားခဲ့သူတဲ့မွေးကဖားကိုမြိုတယ်ခြေတော်လေးကဆပြီးတော့မြိုတယ်ဟိုဖားကမသေးသေးဘူးပါဇက်ကဟပ်ပက်ဟပ်ပက်နဲ့ဟုတ်လားတိုက်တော့နောက်ကကြိုက်ထားတဲ့ဟာကြောင့်ရှေ့ကနားတွေပါးတွေကရောင်းနေပြီဟုတ်လားမွေးမိဖားမြင်တယ်နော်မျက်စိတဲကိုအဲ့လိုပဲကိုယ့်ကိုယ်တင်မင်းကဆပြီးတော့မြိုစပြုတ်ပြီပေါ့နော် မျိုးစားပြုတ်ပြီးသေအံ့ဆဲဆဲပေါ့ဟုတ်လားရည်ဒီရောင်တောင်နေရောင်ပကန်းမွေးမိဖားခဲ့သူအဲ့ဒါလို့အရေးခင်းနေနဲ့တွေ့လာပြီဆိုတော့ကိုယ့်ရဲ့ဒါနကိုပြန်ပြီးတော့စဉ်းစားတယ်တဲ့ပြုဘူးဒီဒါနကကာလနဲ့ခရောရောလောကနဲ့ခက်ရှက်ရှက်ထွေးရှက်လူလဲအစဉ်ကျဲနေခဲ့၍စိတ်ထဲမှာမကြည်လားလှုပ်ထားတဲ့ဒါနလေးတွေကဘလို့ဒါနဖြစ်နေလို့ဆိုတော့လောကနဲ့ခက်ဖက်ဖက်ဟုတ်လား ကုံပကသနာတွေမမောပြီးတော့လှုပ်ခဲတာတွေရှိတယ်မကောင်းတဲ့လို့လှုပ်တာရှိတယ်စိတ်စည်ရနာမပါဘဲနဲ့လှုပ်တာတွေရှိတယ်အမျိုးမျိုးပေါ့ဗျာဟုတ်လားပြုမှုဒီဒါနာကကာလနဲ့ခရောရောလောကနဲ့ခက်ဖက်ဖက်ထွေးရှင်လူလဲအစဉ်ကျင်းနေကြရစိတ်ထဲမှာမကြည်လားစိတ်ကိုကြည်အောင်ပီတိဖြစ်အောင်လှုပ်မပေးနိုင်တဲ့ဒါနာမျိုးပေါ့နော်စိတ်ထဲမှာမကြည်လား တိလံကိုရှာပြန်သောလောကရန်ခုခေတ်ကလူအဖြစ်ကြက်လာ၍တတ္တမြဝစီကအနင်သားဖန်နိုင်မှတော်တန်ယုံရှိကြတယ်။တိလကြည့်လိုက်ပြန်တော့လဲမလွယ်ပါဘူးကွာဒီခေတ်ကမှုသားမပါလင်္ကာမချောအာတိလကလေးထိုက်တဲ့လောက်ပြက်အောင်လုံမစည်းပွားရေးကလည်းဖြစ်တာဆိုပြီးတော့ကိုယ်တိလကြည့်ပြန်တော့လဲအာရစရာမရှိဘူးတဲ့ဟုတ်ရလားဆရာကြီးရေးတတ်တယ်နော်အေးသမထမနောဝိပဿနာဆိုများမာတော့ ပကောတိအသင်္ချာတသလုံးရှင်ကွာ၍ထင်စရာ ဝေးလေရွာတဲ့ဟောပြောတာကတော့မညာမတာပဲเนาะတမထမနောဝိပဿနာဇောများမှာတော့ပကောတိအသင်္ချာတသလုံးရှင်ကွာ၍ထင်စရာ ဝေးလေရွာတဲ့တမထတွေဝိပဿနာတွေနဲ့ကအဝေးကြီးဝေးခဲ့တာเนาะပကောတိအသင်္ချာပကောတိဆိုတာကဏ္ဍသင်္ချာအသုံးအနှုန်းတစ်ခုပါပဲဟုတ်လားအသင်္ချေရတို့အနန္တတို့ဆိုတာ ကြားဘူးတယ်မဟုတ်လား အများကြီးပေါ့နော်ဆိုလိုတာကဟုတ်လားပကောတိအသင်္ချာတသလုံးစင်ကွာ၍ထင်စရာဝေးလေးစွာလို့ဆိုလိုကြီးကအဲ့လိုပြောတာအတသေးကဏ္ဍကာလမှာတွေ့ရမယ့်အရေးခင်းတွေကိုပြည်လဲစေတာဟာဒါနာတီလာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေပဲရှိတာမဟုတ်လားအေးအကယ်၍အဲ့ဒါတွေကမိမိတို့မှာအားနေခဲ့မယ်ဆိုရင်တော့ဒီကဏ္ဍမှာဩမိနောင်ဒဆိုတာတွေရတတ်တယ်ဟုတ်ရလားဒကာကြီးများ ေအဲ့ဒါဦးဇင်းတို့ဏိကုံချုပ်အနေနဲ့ဘာပြောကျင်လဲဆိုတော့သာသနာနဲ့တွေ့တဲ့အခါမှာဘာအရေးကြီးဆုံးလဲဘာကိုမမေ့ဖို့အရေးကြီးဆုံးလဲဆိုလို့ရှိဝိပဿနာဘာဝနာတရားကိုမမေ့ဖို့အရေးကြီးဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့သူကအဖိုးတန်ဆုံးဖြစ်လို့ဟုတ်လားဒီကမကြီးများသူကအဖိုးတန်ဆုံးအဖိုးအတန်ဆုံးသောအရာကို မကောက်ယူမိတာဒီအကြီးကျယ်ဆုံးသောဆုံးရှုံးမှုလို့ပြောလို့မရဘူးလားရတယ်ဗျာအဲ့ဒီကြရင်လာမှာနော်တေချာပေါက်လာမှာ နော်ငါအတိညာဒူးတွေရအောင်လုံနိုင်ခွင့်ရှိပါလေခင်နဲ့အတိညာဒူးတွေရအောင်ငါမလုခဲ့မိဘူးဟုတ်လားအဲ့ဒီတုန်းကငါဘယ်လိုမြန်တွေးလိုက်ပါလဲစဉ်းစားမှာနော်အဲ့ဒီအချိန်ကြတော့ကျူးပြီးတော့အဲ့ဒီအချိန်ကြတော့ဖြစ်မဲ့တွေးလုံးတွေကိုအခုတည်းကစကျူးပြီးတော့စဉ်းစားတဲ့တယ်လို့ထင်နေဟင်ဒီကမာကြီးများဟုတ်လားအဲ့ဒီအချိန်ကြတော့စဉ်းစားပါလိမ့်မယ်ငါအဲ့ဒီတုန်းကဘာဒီကိုတန်ဖိုးထားခဲ့ပါလိမ့်ဘာဒီမြတ်ငါအရေးကြီးခဲ့ပါလိမ့် ဘာတွေကိုဥစားပေးပြီးတော့ငါလှုပ်ခဲ့မိပါလိမ့်အခုကြည်စမ်းငါအဲ့ဒီတုန်းကဥစားပေးခဲ့တာတွေငါအဲ့ဒီတုန်းကအရေးကြီးခဲ့တာတွေငါအဲ့ဒီတုန်းကတံပိုးထားခဲ့တာတွေကတကယ်တမ်းကတော့ငါ့ကိုဘာမှလည်းပဲမကြည့်တော့ပါလားတကယ်လည်းတံပိုးမရှိတော့ပါဘူးအဲ့ဒီချိန်ကျတော့ဟုတ်လားအရေးလည်းမကြည့်တော့ပါဘူးနော်တကယ်ကြီးဒီမိုင်းမြားဒါကြောင့်တကယ်အရေးကြီးတာကဘာတကယ်တံပိုးရှိတာကဘာဆိုတာကိုကွဲကွဲပြားပြားနားလည်ဖို့အလွန်လိုတယ်လို့ထင်တာပဲဟုတ်လား အဲ့ဒါကိုနားလည်မှတန်ဖိုးရှိတာကိုရွေးပြီးတော့ယူနိုင်မှာနော်။နော်တန်ဖိုးရှိတာကိုရဖို့အတွက်ပထမခြေလန်းအနေနဲ့ဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုကွဲကွဲပြားပြားအရင်နားလည်ဖို့မလိုဘူးလား။လိုတယ်။ဆိုကြပါစို့ဗျာ။ဟိုဗဒမားကြောင်လေးနှလုံးအနီတော့အနီပဲအနီချင်းတူတယ်ဆိုကြပါစို့။ဟုတ်လား။ဟုတ်လား။ဟိုဘက်ကချက်ကြောက်ကြီးဒီဘက်ကဗဒမားအစ်စ်ဟုတ်လား။ကိုင်ရွေးသန်းกว่าဆိုရင်ဗဒမားအစ်စ်ကိုရွေးမိဖို့အရေးကြီးတယ်။ အဲ့ဒီဗရမ ्या အစ်စ်ကိုရွေးမိဖို့ဆိုတဲ့နေရာမှာဘေဟာကဗရမ ्या အစ်စ်လဲဘေဟာကချက်ကြောက်လဲလို့အရင်သိပြီးမှရွေးလို့ရဘေဟာကအစ်စ်လဲဆိုတာကို အရင်မသိသေးသမျှအဲ့ဒီအစ်စ်ရဖို့အလားလားမရှိဘူးအဲ့တော့အရင်သိဖို့အရေးမကြီးဘူးလားဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားဟောတာပေါ့ဗျအတာရီတာရမတိနောတာရီစာတာရဒတိနာတေတာရနာဒီကိသန္တိမိစ္ဆာသင်္ကပ္ပဃောစရာ နှစ်ရှိတာအနှစ်မရှိတာကိုခွဲမသိတဲ့ပုံကိုယ်တွေဟာအနှစ်နဲ့လွဲကြတယ်တဲ့ကဲဟင်ဒီကမကြီးမြတ်အနှစ်ရှိတာမရှိတာမှာခွဲမသိဘူးဆိုမှတော့အနှစ်ကိုရဖို့အဝေးကြီးလိုသေးတယ်ဟုတ်လားအေးအနှစ်ရှိတာအနှစ်မရှိတာကို ခွဲပြီးတော့သိပြီဆိုတော့မှအနှစ်ကိုရတာဟုတ်ရလားဒါကြောင့်ဘဝမှာတကယ်အရေးကြီးတာကဘာတကယ်တန်ဖိုးရှိတာကဘာဟုတ်လား တကယ်အဓိကကြတာကဘာဆိုတာကိုကြိုကြိုတင်တင်သိထားဖို့အရေးကြီးတယ်နော်သိထားမှအရေးကြီးတာတွေတန်ဖိုးရှိတာတွေအဓိကကြတာတွေကိုကြိုတင်ပြီးတော့လှုပ်ထားနိုင်မှာဟုတ်လားအေးဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မဖြစ်မနေတွေ့ကြရမယ်ရင်ဆိုင်ကြရမယ်ဖြတ်တန်းကြရမယ်ဖြည့်ရှင်းကြရမယ်ဒီပြဿနာဒီအရေးခင်းဟုတ်ရလားပြည်လေစီဖို့အတွက်တနည်းအားဖြင့်မိအောင်ဓာတ်တွေနဲ့နောင်တစ်ချိန်မှမပူရဖို့အတွက် ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေပြည့်စုံဖို့မလိုဘူးလားလိုပါတယ်ဟုတ်လားအေးအဲ့ဒါဦးဇင်းတို့ပြောလိုက်တဲ့မေနောင်ဒဟုတ်လား